အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာ2026တနှစ်တာမှာတွေ့ကြုံလာမယ်တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံကိုတုံးသက်ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဆရာပါနဲ့တုံးသက်ပါလဲဆိုတော့ error နဲ့တုံးသက်ပြီးဟောကြားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကအဘမင်းနေကြရတဲ့ဆရာစောင်းတောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရည်ရည်နဲ့တက်ပတ်သက်ပြီးတော့တင်ဆက်ပေးနေရဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အောက်ကို follow လုပ်ခဲ့ပေးပါအာပြီးလို့ရှိရင်ကိုကတနင်္ဂနွေသားသမီးလည်းဖြစ်တယ်တဲရော့ပေါ်လည်းယုံကြည်မှုရှိတယ် ကိုယ့်ရဲ့ကံကိုလည်းငွေကြီးနဲ့ပတ်သက်တဲ့ကံကိုလည်းသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်နေတိကြည့်ရှုပြီးတော့ကြားနှစ်သက်မှုရှိတယ်ဆိုရင်တော့ like ဒုံမောက်တဲလေးတွေပေးခဲ့ပါလို့မြစ်တာရက်ခတ်ပါတယ်ကျွန်တော်စီမှာဗီဒီယိုမေးချင်တယ်ဆိုရင်တော့ကျွန်တော်ကောက်ပါကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်တင်ထားပါတယ် Viber ကနေဆက်သွယ်ပြီးတော့မေးလို့ရပါတယ် Okay စလိုက်အောင်ဖမောက်ဆုံးနေနဲ့တင်းငွေတွေတာသမီတွေရဲ့ငွေကြီးကံဒီကလာမှာငွေကြီးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့2026မှာတင်းငွေတွေတာသမီတွေကောင်းမွန်နေတဲ့ကံထောက်ပံ့များစွာရရှိပါမယ် လုပ်ငန်းအောင်မြင်တာမျိုးညီွက်မြတ်တာမျိုးเนาะဒါမှမဟုတ်လို့ရှိရင်လည်းကိုရင်းနှီးထားတဲ့အာ product တွေကနေဆင့်အညာဆုံးများပြီးတော့ရောင်းတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးအားကောင်းတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲ့တော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအကူညီတောင်းမဲ့ကိစ္စတွေလည်းကိုယ်နေနဲ့အားကောင်းနေတဲ့အပိုင်းခြားဖြစ်ပါတယ်ဘာတွေကအားနည်းလဲလို့ပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့မိသားစုရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာငွေကြေးကုန်ဆုံးမှုတွေအများနေတာမျိုးတွေเนาะအာကိုချစ်ခင်ရတဲ့လူတွေ เนาะအကူအညီတောင်းလို့ဖြစ်သူတို့ပြဿနာဖြစ်လို့ပဲဖြစ်ဒီကိစ္စအရင်နဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့အကူအညီပေးရတာမျိုးတွေတော့ငွေကြေးကိစ္စတွေမှာအားနည်းနေတယ်ဆုံးရှုံးမှုများတယ်ကွာသူတို့အကူအညီလိုက်ရင်ပြန်ရဖို့လမ်းမရှိတော့ဘူးပေါ့เนาะအဲ့တော့ကိုယ်အနေနဲ့ချီးတာမှားတာဆိုလို့ရှိရင်တော့မလုပ်သင့်ဘူးเนาะအကူအညီပေးနိုင်တယ်ဆိုရင်ကိုယ်တက်နိုင်တဲ့အနေထားအနေနဲ့ငွေကြေးကိုယ်အကူအညီပေးလိုက်เนาะဒါဆိုရင်တော့အဆင်ပြေတယ်เนาะ ဲ့တော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီး2026မှာတနင်္ဂနွေသားသမီးတွေကံကောင်းတယ်။ဘာကြောက်ကံကောင်းလဲဆိုတော့အရှိမကျွန်တော်ပြပြထားပြီးတာဖြစ်တယ်။အဲ့ကနေတစ်ဆင့်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရရှိလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်။နောက်တစ်ခုကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအကျွေးမီတင်နေတဲ့လူတွေဒါတွေ2026မှာဆက်ရနိုင်တာ။အကျွေးမီတင်နေတဲ့လူတွေကငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ပြပြဘောဘောဒီအကျွေးမီတွေကိုကုံသွားအောင်ဆက်နိုင်တဲ့အနေထားတော့ကျွန်တော်ကတ်မှာမတွေ့ရှိရအောင်။ ါပေမဲ့20ရာခိုင်နှုန်း30ရာခိုင်နှုန်းစသဖြင့်တစ်ပတ်လူကျေနပ်အောင်တစ်ပတ်လူလက်ခတ်အောင်တော့ကိုယ်အနေနဲ့ပေးစွမ်းနိုင်မယ်ဆိုတဲ့အပိုင်းခြားမျိုးဖြစ်တယ်။သို့တော့ငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးတော့ကိုယ်ငွေယူထားတဲ့လူကနေတဆင့်ကိုယ့်စီကိုဟိုဘယ်လိုခေါ်မလဲစကားအဖြစ်တော့လည်းကောင်းကိုယ်စိတ်ဒေါရထွက်အောင်တော့လည်းကောင်းမှာနော်ဒီလိုပြောဆိုမှုလေးတွေတော့ခံရလိမ့်မယ်နော်အဲ့တော့သူတို့ရဲ့အဆင်မပြေဖြစ်တာသူတို့ရဲ့အငင်းကုန်ဖြစ်တာစသဖြင့်ဒီလိုကိစ္စလေးတွေငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ်ပေါက်လာနိုင်တယ် နောက်တစ်ခါကတော့ကျွန်တော်တို့အကျွေးပေးထားတဲ့လူတွေအတွက်ဖြစ်ပါတယ်။အကျွေးပေးထားတဲ့လူတွေကတော့ဒီကာလမှာကိုယ့်ရဲ့အကျွေးကိုပြန်တောင်းပါပြန်လိုချင်တယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်။အဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့တည်တည်ကြကြတောင်းဖို့အတွက်တော့လိုအပ်တယ်။အာဟိုတည်တည်ကြကြတောင်းဖို့အတွက်တော့လိုအပ်တယ်။အဲ့ဒီမှာတခုကျွန်တော်ပြောချင်တာတခုကတော့ကိုပတ်စံပေးထားတဲ့လူကရဝေးရောက်သွားပြီးတော့ကိုနဲ့အဆက်အသွယ်ပြတ်သွားတာမျိုးကြီးလည်းရှိတယ်။ထွက်ပြေးသွားတာပေါ့ဗျာ။ဒီလိုထွက်ပြေးသွားတဲ့လူတွေနိုင်ငံခြားပြောင်းသွားတဲ့လူတွေကိုယ်နဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့လူတွေ နော်အဲ့လိုလူစီကနေစငွေပြန်တောင်းချင်တယ်ဆိုလို့ရှိရင်လို့ရှိရင်ခဏကျွန်တော်ပြောလို့တက်ဆိုင်ရာဌာနနော်တက်ဆိုင်ရာသူရဲ့မိဘပဲဖြစ်ဖြစ်ပေါ့နော်သူရက်ွက်ရုံးဖြစ်အဲ့လိုရဲစဲအဲ့လိုမျိုးပြုတ်လုံမှတာလေငွေကြီးပြန်ရမယ်အဲ့လိုမှမလုပ်ဘူးဆိုလို့ရှိရင်အဲ့ငွေကြီးပြန်ရဖို့အတွက်ခက်ခဲပါတယ်ဒါလေးကိုတော့ယူဆိုင်ဈေးချင်ပါတယ်ငွေကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်โอเคဆက်လက်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ်ဒီတနင်္ဂနွေသားသမီးကြီးရဲ့၁၂လမှာငွေကြီးကန်နေတာဘယ်လတွေမှာအကောင်းလဲဆိုဆက်ပြီးတော့တုံ့တက်အောင် ဲ့တော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေကံကောင်းအကံအကောင်းဆုံးလကိုပြပါဆိုလို့ရှိရင်ကျွန်တော်6လပိုင်းနဲ့10လပိုင်းမှာတင်းငွေသားသမီးအတွက်ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လက်လာပါအားကောင်းနေတဲ့အခြေအနေအပိုင်းခြားတစ်ခုလို့တုံ့တက်ပြီးဟောကြားပေးရှင်တယ်အဲ့တော့တလပိုင်းမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးထင်ကောက်မှုလွဲလွဲမှားမှုတွေနဲ့ကျွန်တော်တွေ့ကြုံလာတတ်တယ်။အဲတခုခုဆိုလို့ရှိရင်ငွေကြေးမရတာမျိုးတော့မဟုတ်ဘူး။ရတော့ရတယ်။အချိန်မော့တယ်။အစမပြေတာတွေအခက်ခဲတွေအများကြီးနဲ့ကြုံတွေ့ပြီးတော့မှရတာမျိုးတွေတလပိုင်းမှာကြုံတွေ့လာတတ်တယ်။အဲ့တော့နှစ်လပိုင်းမှာ ငွေကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကိုယ်အနေနဲ့ယုံကြည်မှုအာလွဲမှားတဲ့ယုံကြည်မှုတွေထားမိပြီးတော့ငွေကြီးကိစ္စလက်လုံတာမျိုးကြုံတာမျိုးနှုတ်ကတိလုံတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံတာတက်ပါတယ်။ဒါကြောင့်မို့နှစ်လပိုင်းမှာယုံကြည်မှုကြောင့်ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးဒုက္ခရောက်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နိုင်ရနိုင်တယ်။နောက်တစ်ခုကတော့သုံးလပိုင်းမှာငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကန်တော့ကန်ကောင်းတယ်ကိုယ်အနေနဲ့ငွေပေးကြရှိတဲ့လူတွေစီကနေစင့်ငွေပင်နေဘယ်ရက်ဘယ်အချိန်ပေးပါမလဲ။ ငွေပေးမဲ့လူတွေနဲ့အဆက်အသွယ်ဥမာပျောက်နေတဲ့ကိုငွေချိထားတဲ့လူကိုငွေပေးထားတဲ့လူပျောက်နေတဲ့အဆက်အသွယ်မရတာတွေပြန်လှည့်ပြီးတော့အဆက်အသွယ်ရရှိလာနိုင်တယ်။ပြီးတော့ကိုရရရှိတဲ့ငွေကြီးတချို့တဝက်ကိုလည်းဒီ၃လပိုင်းမှာထိုင်လျောက်ရရှိလာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်တယ်။၄လပိုင်းမှာမိသားစုအိုးအိမ်ကိစ္စတွေနဲ့ပတ်သက်ပြီးငွေပုံကြေးကြများတက်ပါတယ်။ဥမာအိမ်ပြင်နာအိမ်ဆောက်တာမျိုးအိမ်ရဲ့ pre-war ကဘိုင်းဆိုင်ရာလျှက်စစ်ဘိုင်းဆိုင်ရာကားဆိုင်ငယ်စသဖြင့်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးပြင်ရဆင်ရတာမျိုးအိမ်မှာရှိတဲ့သားသမီးအိမ်မှာရှိနေတဲ့ဇနီးများအိမ်မှာရှိနေတဲ့ ဟိုစရဖြစ်ပါတော့ဒီလိုအိတ်တွင်းကိစ္စတွေမှာငွေကြီးကုန်ဆုံးမှုများပါတယ်ဒါ၄လပိုင်းမှာတို့တွေ့ကြုံလားတက်တယ်၅လပိုင်းမှာအယောင်းဝယ်မှားတတ်ပါတယ် investment ထည့်တာမှားတတ်ပါတယ်ဆိုတော့ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းကမျက်နှာထင်ပြီးဝယ်လိုက်တယ်ပြန်ကိုယ့်လက်ထဲရောက်လာမှအရှုံးပေါ်သွားတာမျိုးတွေဥပမာကားပဲဖြစ်မြေပဲဖြစ်ဖြစ်အစားဖြစ်ဒေါ်လာဖြစ်ဒေါ်လာဝယ်စုတာဒေါ်လာဈေးကျသွားဒီလိုမျိုးပေါ့နော်ကိုနေနဲ့ယင်းနှိမ့်နှံမှုမှားတာတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မို့ငါးလပိုင်းမှာယင်းနှိမ့်နှံမှုနည်းနည်းလေး ထိပြီးတော့လှုပ်ဆောင်စေချင်တယ်6လပိုင်းမှာတော့ကောင်းမွန်တဲ့ကန်ထောက်ပံ့နေရှိနေတယ်လို့ကျွန်တော်ပြောထားတဲ့အတွက်ကြောင့်မလို့6လပိုင်းမှာတနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကန်ဟာအမနာအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုအမကန်အမတန်အဆင်ပြေနေတဲ့ကာလအပိုင်းခြားတစ်ခုပါဒီလိုကာလမျိုးမှာဆက်လာရာဒီမှာဒီလိုကာလမျိုးမှာကုတ်တွတ် in gang ကိုမှတ်ထားမယ်ဆိုရင်ဒီလို6လပိုင်းမှာအခုအနေနဲ့ဝင်ငွေအကောင်းဆုံးလာတစ်ခုကိုရောက်ရှိနေတဲ့အချိန်ပိုင်းခြားတစ်ခုရှိတယ်အဲ့တော့ဘာမှနေတဲ့ဆင့်ငွေရလာနိုင်ရဲ့ဆိုခဏပြောအယောင်းဝယ်တွေလုပ်ငန်းတွေအောင်မြင်တာကနေစဉ် ချိတ်ဆက်မှုတွေအားကောင်းတာကနေတဆင့်ရရှိလာနိုင်တယ်။နောက်တော့လူကြီးမိဘတွေအစီအစဉ်ညကြချင်းအမအမွေပစ္စည်းပဲဖြစ်ဖြစ်လက်ဆောင်ပဲဖြစ်ဖြစ်အကုတ်အထောက်ပံ့ပေးတာဖြစ်ဒီလိုမျိုးအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့အသုံးသပ်ပြီးဟောကြားပေးရှင်တယ်။နောက်တော့ကျွန်တော်တို့ခဏလာပိုင်းခဏလာပိုင်းမှာကျွန်တော်တို့ငွေကြေးကံနေနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေကဒီလိုကာလမျိုးမှာအာမိတ်ဆွေအပေါင်းအသင်းချစ်ခင်ရတဲ့လူတွေနဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေမှာတော့အားနေပါတယ်။ အာဆက်သူရှယ်ယာလောက်ဆောင်တာမျိုးတစ်ခုခုဟိုအကျိုးသူပြုလုပ်တာမျိုးเนาะအပစ္စည်းတစ်ခုကိုပဲနှစ်ယောက်အတူတူဝယ်ပြီးရင်းနှီးမြှုပ်တာမျိုးထိဆက်ထိုးတာမျိုးလောကလောကမလုပ်ပါနဲ့အဲ့တော့ကျွန်တော်ပြောချင်တာငွေကြေးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့9လပိုင်းမှာလက်ဖိတ်ရအောင်ရှင်းမတော့တယ်ပါเนาะအာနည်းနည်းအားနေတာတော့တွေ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်10လပိုင်းမှာငွေကြေးကန်နေအားပြန်ကောင်းလာပါတယ်ကောင်းလာတယ်ဆိုတာကအရန်ကြီးကြီးမားမားကောင်းတာမျိုးမဟုတ်ဘူးပိတ်ပင်နေတဲ့ကိုယ့်ရဲ့ငွေကြေးတွေအားကောင်းလာနိုင်လို့ငွေကြေးရရှိဖို့အတွက်အခွင့်အလမ်းတစ်တည်း အဲရရှိလာနိုင်တဲ့အတွေးခေါ်တစ်တွေမိတ်ဆွေအပေါင်းအသင်းတစ်တွေနဲ့ချိတ်ဆက်ပြီးတော့ငွေကြေးကိစ္စအိမ်နဲ့ပတ်သက်ပြီးလမ်းကြောင်းပွင့်လင်းလာမယ်အနေအထားတစ်ခုကိုရောက်ရှိလာမယ်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်6လပိုင်း6လပိုင်းမှာတော့ခဏပြောတယောက်တည်းလောက်ဆောင်တော့မကောင်းတော့ခဏကျွန်တော်ပြောထားတာနော်အဲ9လပိုင်းမှာ ဟိုဘယ်လိုခေါ့ဆက်သူရှယ်ယာနဲ့ပတ်သက်ဝေလောက်နေလို့ပြောထားတယ်။ Okay ၊ကိုလာပိုင်းလောက်မှာတော့မိတ်ဆွေအနေနဲ့လှုပ်ချင်နေဆိုရင်ချိတ်ဆက်ပြီးတော့လှုပ်ဆောင်ပါ။အများနဲ့ပူပေါင်းပြီးလုပ်ငန်းကိစ္စတွေမှာအားကောင်းနေချိတ်ဆက်မှုတွေအားကောင်းနေနော်။ဒီလိုကာလမျိုးပြောချင်တာတော့ဟိုမှာပွဲစားလုပ်နေတဲ့လူတွေပုံပုံပြီးတော့အားကောင်းနေ။ဘယ်လာလဲဆိုကိုလာပိုင်းမှာနော်။ဗဇက်ကနေငွေရှာနေရတဲ့လူတွေအတွက်ပေါ့နော်။ဗဇက်ကနေငွေရောက်မှာပွဲစားတွေကျွန်တော်ဘေးရင်စရာတွေဟိုစာစာတင်နေတဲ့စရာတွေစသဖြင့်ပေါ့နော်။လေးအကုန်ကြခံပြီးတော့ပတ်စံရှာနေတဲ့လူတွေအတွက်ဒီကာလမှာအမှန်အားကောင်းလို့မျိုး ဒီစီးပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့စီယုံမှုအားအားကောင်းတယ်နော်အဲတော့စီးပွားရေးနဲ့ပတ်သက်ပြီးပူပေါင်းပြီးလှုပ်ဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့အမှန်တကယ်ကောင်းတာပေါ့နော်အဲတော့ဆယ်လပိုင်းဆယ်လပိုင်းမှာဘာဖြစ်လဲဆိုတော့ထီပေါက်တလူမျိုးငွေရတာအာကိုယ်အနေနဲ့လှုပ်အားကိုနည်းနည်းပဲစိုက်ထုတ်ပြီးတော့ငွေများများရနိုင်တဲ့ငွေရတဲ့အခွင့်အလမ်းမျိုးမှာဆယ်လပိုင်းမှာတတ်ပြရတယ်အဲတော့ထီထိုးခြင်းတဲ့လူတွေဆယ်လပိုင်းမှာထီထိုးပါနော်ကန်ဆယ်မဲ့ပေါက်တာတွေအာထီပေါက်တာတွေစသဖြင့် အရန်အကောက်ပါတယ်ဒီလိုကာလမျိုးပေါ့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးလက်လျှော်ပါတယ်နော်နောက်ခု17လပိုင်းမှာတော့နည်းနည်းလေးအားနေပါတယ်ဘာအားနေလဲဆိုတော့ငွေကြေးကျက်သေးတယ်ကို့မှာငွေဘလောက်ရှိရှိဒီလိုကာလမျိုး17လပိုင်းမှာငွေကြေးနဲ့ပိုရှန်မှုအားနေတယ်ဆိုရယ်အပိုင်းထောင်သူရှိရတယ်နော်ငွေကြေးကျက်သေးတယ်ငွေကြေးနဲ့ပတ်သက်ပြီးရှားရတာဖွေရလဲခက်ခဲတယ်ကို့မှာရှိနေတဲ့ငွေလည်းမပြတ်ပြတ်အောင်အမတဲထိပြီးတော့လုပ်နေရတဲ့အချိန်ဒီပိုင်းခြားတခုငွေပုံငွေရှာမရှိဘူးငွေကြေးကျက်သေးပါတယ်စိတ်ညစ်ရတယ်စိတ်ရှုပ်ရတယ်ဖြစ်တယ်17လပိုင်းမှာတော့လုပ်ငန်းကိစ္စတွေမှာယင်းနှံ့နဲ့ အပိုင်းဒီမှာငွေကြီးကုန်ဆုံးတာမျိုးတွေနောက်တစ်ခါကိုယ့်ရဲ့ခရီးသွားတဲ့ကိစ္စတွေเนาะဟောတခြားသောကိုယ့်ရဲ့ပျော်ရွှင်မှုတွေမှာတုံးဆွဲတဲ့ငွေကြီးတွေအမှန်ကောက်တဲ့အများတဲ့အတွက်ကြောင့်လို့လောက်တာနဲ့ကုန်တာနဲ့မကိုက်ညီပဲနဲ့ဝင်ငွေရနေပြီးတော့ထွက်ငွေရများတယ်ဆိုတဲ့ကာလကိုဆက်ဆက်လာပိုင်းမှာကြုံတွေ့ရနိုင်ပါတယ်တနင်္ဂနွေသားသမီးတွေကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေစပြီးတုံ့တက်သွားမှာဖြစ်ပါတယ်ဘာမှအဆုံးနေနဲ့တနင်္ဂနွေသားသမီးတွေဒီ2026မှာ ဘာတွေလုပ်ရင်အောင်မြင်မလဲဘာတွေကခက်ခဲမလဲဘယ်လိုလုပ်ငန်းမျိုးကကိုယ့်အတွက်အကျိုးပေးမှုရှိမလဲဆိုတာစတင်သုံးသပ်ပါမယ်အာဒီမှာကျွန်တော်တွေ့ကြုံနေရတဲ့ကတ်အကောင်လုံးကိုချိုးကြည့်လိုက်တဲ့အခါမှာအင်္ဂါနယ်နဲ့ပတ်သက်တဲ့အာကျွန်တော်ဆက်ပစ္စည်းတွေစားတော့ကုန်နေเนาะစံစီစားဆေးစားတဲ့ပြ ဒီလိုပစ္စည်းမျိုးတွေရောင်းဝယ်မှုဟာကိုယ့်အတွက်အကျိုးပေးမှုအားကောင်းနေတဲ့ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်အဲ့တော့2026မှာဒီလိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့လူတွေအတွက်ကတော့ကံထောက်ပံ့ကောင်းများစွာရရှိလာနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလူသုံးကုန်ပစ္စည်းတွေเนาะအပြီးွားတဲ့ခါကျရင်ကျွန်တော်တို့အိမ်သုံးဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်နေတဲ့လူတွေရှိတယ်ဆိုရင်เนาะငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းမှာယင်းနှိမ့်နှံ့မှုများပြီးတော့အမျက်အစွန်ပြန်ရမှုအားနည်းတယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တာတွေ နော်ဟိုဘာသာရေးနဲ့ပတ်သက်တာတာနာရေးနဲ့ပတ်သက်တာစသဖြင့်ဒီလိုလုပ်ငန်းမျိုးတွေလှုပ်ဆောင်နေတဲ့လူတွေကတော့ကိုယ်အနေနဲ့ကံထောက်ပံ့ကောင်းတွေရရှိပြီးတော့လုပ်ငန်းနာမည်တိုးတက်ခြင်းကိုယ့်ရဲ့စီးပွားရေးအားကောင်းလာမှုတွေအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ဒီပွဲစားတွေနော်ပြီးရင်အိမ်ချမ်းမြေကြီးနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့လူတွေအာအိမ်ချမ်းမြေအယောင်းဝယ်ပေါ့နော်ဒါမှမဟုတ်ပွဲစားပေါ့ဒီလိုလှုပ်ဆောင်နေတဲ့လူတွေတော့ကတော့ဒီကာလမှာခက်ခဲမှုတွေနဲ့ကျွန်တော်တို့ကြုံတွေ့လာပြီးတော့လှုပ်လှုပ်ဖို့ အခုအနေနဲ့တော်တော်ကြီးကြိုးကြိုးစားစားကြိုးပမ်းပြီးလှုပ်ဆောင်မှဒါလည်းအဆင်ပြေမှုအချိန်ပိုင်းခြားတစ်ခုကိုရရှိလာနိုင်ပါတယ်။နောက်တော့နောက်တစ်ခုကတော့ခရီးကူးတန်းသွားလာနေတာပေါ့နော်ဒီ expect တို့ကုန်တင်ကားတို့နော်အကုန်တယ်တွေပေါ့တနေ့ရနေတနေ့ရကုန်ကူးတန်းရောင်းဝယ်တဲ့လူတွေတော့ကတော့အဒီ2026တော့ကတော့ကိုတော့နည်းနည်းလေးတော့ပြန်လည်ပြီးတော့အားကောင်းလာနိုင်တယ်တို့တော့အရင်ဟိုတို့ကောင်းလေအမျက်စွန်းအရင်များပြီးတော့ ဟိုအဆင်ပြေလောက်တဲ့အထိတော့အဆင်ပြေလာတာမျိုးတော့မဟုတ်ပါတော့လက်ရှိရှိနေတဲ့အနေထားတော့အနေငယ်တော့ကံအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့အခု2026မှာကျွန်တော်တို့လုပ်ငန်းအစ်စ်ဖွင့်မဲ့လူတွေတို့ဟောကင်ဖြစ်ပါတယ်အဲ့တော့လုပ်ငန်းအစ်စ်2026မှာစတင်တင်လာလုပ်ငန်းအစ်စ်စတင်ဖို့အတွက်ကတော့ကျွန်တော်ဦးစားမပေးချင်ပါဘူးဘာလဲဆိုတော့ ကြနေတဲ့ကတ်တွေရကလုပ်ငန်းအစ်လုံနေတဲ့လူတွေကပုံမှုပြီးတော့ခက်ခဲမှုအဆင်မပြေမှုကြုံတွေ့လာနိုင်တယ်ဒီလုပ်ငန်းအစ်ကိုအောင်မြင်ဖို့အတွက်မိတ်ဆွေအနေနဲ့တော်တော်ကြီးကိုစူးစမ်းအားထုတ်ရတယ်လို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကိုနှောက်ယှက်တဲ့အသားစီးတွေအပိတ်ပင်တွေအများကြီးနဲ့ကြုံတွေ့နေရတယ်ဆိုတော့မိတ်ဆွေရဲ့ပုံမှန်ရှိနေတဲ့အားထက်10ဆ15ဆလောက်လုံမတာလေးမိတ်ဆွေအနေနဲ့အောင်မြင်မှုရမယ်ဆိုတော့ကမိတ်ဆွေအခုဒီလောက်ကိုလုံမဲ့3000ကျမယ်ဆိုမိတ်ဆွေလက်ထက်မှာ3000ကင်ထားမှာ ဒီလုပ်ငန်းဟာအောင်မြင်ဖို့အတွက်နည်းနည်းလေးအဆင်ပြေတဲ့ပုံစံမျိုးဖြစ်နေတယ်။အဲ့တော့စဉ်းစားကြည့်လိုက်ကတရားတန်းအလုပ်ကိုတစ်ထောင်နဲ့ရင်းပြီးလုပ်နေပဲဆိုရင်တော့မတန်ဘူးလို့ကျွန်တော်ပြောချင်တယ်။အဲ့တော့ investment ဘိုင်းရောကိုယ့်ရဲ့လုံဆောင်မှုဘိုင်းရောအမတန်တော်တော်ကြီးကို site ထုတ်နေရတဲ့အတွက်ကြောင့်မလို့2026မှာလုပ်ငန်းအသစ်လုပ်ဖို့အတွက်တရင်းတွေတာသမီတွေအတွက်ခက်ခဲနေတဲ့ကာလအဆင်မပြေတဲ့ကာလအတွေးအခေါ်မှာအဆုံးပြတ်မှုမှားနေတဲ့ဂျုံတွေ့ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့လှုပ်ဆောင်မှုတွေမှာအသာစီအပိတ်ပိတ်များစွာနဲ့ဂျုံတွေ့နေရတတ်ပါတယ် ါကြောင့်မလို့လုပ်ငန်းအသစ်စတင်ပြီးလုံဆောင်မဲ့လူတွေချင်းချင်းတုံ့တက်နိုင်ဖို့အတွက်ဟောကြားပေးခြင်းဖြစ်တယ်။နောက်တစ်ခုကတော့အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေဘာဖြစ်လာနိုင်လဲဆိုတာကျွန်တော်ဟောကြားပေးပါမယ်။အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်တဲ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက် M&M များနေပါတယ်။အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့တည်ဆောက်ပါကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့ပြုပြင်ပါ ကိုယ့်ရဲ့လုပ်ငန်းထဲကအင်အားတောက်တင်းလာဖို့အတွက်ကိုပဲအဓိကထားပါသူများကိုပြန်ဆိုင်ဖို့သူများကိုတိုက်ခိုက်ဖို့ရောင်းဝါဖို့နာမည်ကြီးဖို့ကိုပဲဦးစားပေးတာမျိုးမဟုတ်ပဲねကိုယ့်ရဲ့လုပ်ငန်း stable ဖြစ်ဖို့အတွက်အရင်ဆုံးတည်ဆောက်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ဝန်ထမ်းနဲ့ပတ်သက်တာဖြင့်ဆက်ပစ္စည်းနဲ့ပတ်သက်တာဖြင့်ကိုယ့်ရဲ့လုပ်ငန်းအတွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအောက်ချုပ်မှု niche နဲ့ပိုင်း marketing ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ stable ဖြစ်အောင်ပြန်လုပ်ပြီးတော့အဲ့ဒီအချိန်မှာကောင်းမွန်လာတဲ့အထောက်ပံ့တွေရရှိလာပြီဆိုရင်တော့မိတ်ဆွေလုပ်ငန်းဟာအပြင်ကိုထွက်ပြီးတော့တိုက်လို့ရပြီအပြင်ကိုထွက်ပြီးတော့ကြော်ညာလို့ရပြီဒါကြောင့်မလို့ကျွန်တော် အခုလက်ရှိလုပ်ငန်းလုပ်နေတဲ့လူတွေကိုယ့်ရဲ့လုပ်ငန်းရဲ့အားသာချက်အားနည်းချက်လိုအပ်ချက်တွေကိုတည်တည်ကြည်ကြာသုံးသပ်ပြီးမှဒါလျင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချဲ့ထွင်မှု market ချဲ့ထွင်တာပဲဖြစ်ဖြစ်ပေါ့နော်အကိုယ့်ရဲ့နေရာချဲ့ထွင်တာပဲဖြစ်ဖြစ်ပြုလို့ပါအဓိကလိုအပ်နေတာဘာလဲဆိုကိုယ့်ရဲ့လုပ်ငန်းကိုကိုယ်ပြန်လဲသုံးသပ်ဖို့အတွက်လိုအပ်တယ်လုပ်ငန်းကိုဦးစီးနေတဲ့လူဟာကိုမဟုတ်ပဲနဲ့တခြားတယောက်ဦးစီးနေမယ် manager တော့၎င်းပေါ့နော် supervisor တော့၎င်းတယောက်ဦးစီးနေမယ်အဲ့လူအလောက်ကထွက်သွားလိမ့်မယ်ဟုတ်ပြီနော် မိတ်ဆွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲလို့ပြောရင်ခဏပြောဝန်ထမ်းအခက်ခဲဝန်ထမ်းပြဿနာကုန်ပစ္စည်းအခက်ခဲကုန်ပစ္စည်းပြဿနာလူချင်တဲ့အချိန်မရတာမျိုးကြံ့ကြတာမျိုးတွေဟာတစ်ဖက်မှာမိတ်ဆွေလုပ်ငန်းလည်ပတ်ဖို့အတွက်နှိမ့်ကွေးသွားစေတယ်အဓိကတော့ information နဲ့ပတ်သက်ပြီးအမှန်အားနေတယ်ဒါကြောင့်လို့မိတ်ဆွေပူတိုင်းကဒီလုပ်ငန်းကို information ပြန်သုံးသပ်ဖို့အတွက်လိုအပ်တယ်တခြားလူတစ်ယောက်စီက information ယူပြီးလုပ်မယ်ဆိုရင်မိတ်ဆွေဒီအချိန်မှာတော့အဆင်မပြေဘူးလို့ကျွန်တော်သုံးသပ်ပေးချင်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ဘာကိုသုံးသပ်ပေးချင်တာလဲလို့ပြောမယ်ဆိုလို့ရှိရင်12လမှာ ဘယ်လမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အားနေပြီးတော့ဘယ်လမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အားတာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်တုံ့တက်ပေးပါမယ်အဲ့တော့ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တလပိုင်းမှာမိတ်ဆွေအနေနဲ့အခက်အခဲတွေများစွာနဲ့ကြုံတွေ့နေရပါတယ်ဒါကြောင့်မို့တလပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတော့အမှန်တကယ်ခက်ခဲတယ်အဆင်မပြေမှုတွေများနေတဲ့ကာလအပိုင်းခြားတစ်ခုကိုကြုံတွေ့လာရမယ်နောက်တဲ့နှစ်လပိုင်းကိုယ့်ရဲ့လုပ်ငန်းကိစ္စရေးနဲ့ပတ်သက်ပြီးချိတ်ဆက်မှုတွေအဲမိတ်ဆွေအပေါင်းအသင်းတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့ အထောက်ပံ့ကောင်းတွေရရှိလာတယ်။အောင်မြင်လာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့တစ်လပိုင်းနဲ့မတူဘဲနှစ်လပိုင်းဟာကိုယ့်အတွက်လှုပ်ဆောင်မှုအတွက်ပုံမလွယ်ကူတဲ့ကိုလိုချင်တဲ့ပစ္စည်းကိုလိုချင်တဲ့အရာကိုလှုပ်ချင်တဲ့အရာတွေကို information လွယ်လွယ်ကူကူနဲ့ရပြီ။သူများတွေရဲ့အကူအညီပေးမှမှုကောင်းတွေရရှိမယ်နော်။အဲပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီစီပွားရေးပတ်နာရီနဲ့ပတ်သက်ပြီးချိတ်ဆက်မှုအကောင်းနေတဲ့ကာလပိုင်းခြားနှစ်လပိုင်းရတလပိုင်းရတော့ဂျင်းတဲ့ချက်သေးကိုရောက်ရှိနေတယ်။ဘာလို့လို့ဘာကိုင်းမှမသိဘူးစီပွားရေးလူမှုရေးစပြစ်စပြစ်အဲ့ဒီအပိုင်းတွေမှာထုံးတဲ့မှုတွေအများကြီးပါတယ်။နောက်တစ်ခါ၃လပိုင်း တော်လာပိုင်းမှာဒနေမနွေသားသမီးတွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲစီးပွားရေးမှာပြောရမယ်ဆိုလို့ရှိရင်တော့ယုံကြည်ကိုးစားမှုမှားတတ်ပါတယ်ခဏကကျွန်တော်ပြောလို့ပဲနှစ်လပိုင်းမှာချိန်ဆက်မှုတွေအားကောင်းတဲ့စီးပွားရေးပတ်တနာတွေနဲ့ပတ်သက်ပြီးရရှိမယ်အဲသူတို့နဲ့ပူးပေါင်းပြီးလှုပ်ဆောင်မယ်အဲ့ဒီအပေါ်မှာလိုလာတဲ့ပုံမူပြီးတော့မိတ်ဆွေအနေနဲ့ယုံကြည်မှုတိုက်တာတွေထည့်သွားပြီးတော့မိတ်ဆွေကိုလိန်တာတွေညာတာတွေစသဖြင့်မိတ်ဆွေပုံမဟုတ်မှန်ပြုတ်လောက်တာတွေကသုံးလပိုင်းမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်သုံးလပိုင်းမှာမိတ်ဆွေအနေနဲ့ဘယ်အောင်မှဟိုပြပြဝါယုံကြည်လို့မရတဲ့ဆိုတဲ့အပိုင်းခြားတစ်ခုဟိုဟောပေးချက်တယ်နောက်တစ်ခုကလေးလပိုင်း လေးလပိုင်းမှာဘာဖြစ်မလဲလို့ပြောမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးလှိကွင်းမှုကြန့်ကြာမှုဝန်ထမ်းအခက်အခဲเนาะအခဏလည်းကျွန်တော်ဟောခဲ့ပါတယ်ဝန်ထမ်းအခက်အခဲတွေကော်မတီအခက်အခဲတွေလေးလပိုင်းမှာတော်တော်ကြီးဖြစ်တယ်เนาะအဲ့တော့ငကိုရှိနေဝန်ထမ်း10ယောက်ကနေ15ဟိုဟာ10ယောက်ကနေ9ယောက်ဖြစ်သွားတာမျိုးဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့လှုပ်ဆောင်မှုတွေခက်ခဲတယ်ဟိုကိုကလှုပ်ချင်တယ်ဒါပေမဲ့ဟိုစိတ်သွားတိုင်းကိုမပါအရှင်းမရောက်တဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်9လပိုင်း ငါတာဘက်မှာကိုယ့်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးနာမည်ဆိုးတာတွေကိုယ့်ရဲ့လုပ်ငန်းကိုအပုတ်ချတာတွေဝေဖန်တာတွေဒီလိုမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။အဲ့ဒီအပိုင်းမှာတော့နည်းနည်းလေးကိုယ့်အနေနဲ့မှတ်ကန်နေဆိုရင်ကိုယ့်ရဲ့အမှန်တရားကိုပဲယူပြီးတော့ဖြစ်ရှင်းပါတက်ပြီးတော့စိတ်ညစ်မနေနဲ့စိတ်ရှုပ်မနေနဲ့စိတ်တက်ကြမနေနဲ့ကိုယ့်အနေနဲ့ရှင်းစရာရှိတာရှင်းလေးစရာရှိတာနေသူ့အတူပုံမှုပြီးတော့အဆင်ပြေလာလိမ့်မယ်။အဲဒီ၆လပိုင်းမှာတော့ကိုယ့်ဟာတက်ခန့်လုပ်နေတဲ့လူတွေကိုယ်နဲ့အဆင်မပြေဖြစ်နေတဲ့လူတွေပြန်လည်ပြီးတော့အဆင်ပြေလာနိုင်တယ်။မိတ်ဆွေအပေါင်းအသင်းတွေများပြီးကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အားကောင်းမှုတွေရရှိလာနိုင်တယ်။ ောက်တစ်ခုကတော့ကျွန်တော်9လပိုင်းပေါ့ခရလာပိုင်းမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မယ်ဆိုဒီဇိုင်းမမတ်လှုပ်ဆောင်ပါစိတ်ပြများတယ်လို့မြောက်အခုနေဒါဖြစ်ချင်တယ်ခဏနေဒါဖြစ်ချင်တယ်အခရလာပိုင်းမှာစိတ်ပြများလို့မြောက်တခုတော့တခုဇိုင်းမမတ်လုပ်မယ်ဆိုရင်တော့အဆင်ပြေမယ်နောက်တစ်ခုကတော့ကျွန်တော်ကြုံတွေ့လာမယ်ရှစ်လပိုင်း ရှစ်လပိုင်းမှာလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာကိုယ်အနေနဲ့ကောင်းမွန်နေတဲ့အောင်မြင်မှုများစွာရရှိလာပြီးရှစ်လပိုင်းကကိုယ့်အတွက်လုပ်ငန်းအထောက်အပံ့မှုလုပ်ငန်းကံကောင်းမှုအမှန်အားကောင်းနေတဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုးလပိုင်းမှာတော့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရတာတွေလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီး investment ထည့်ရတာတွေကျွန်တော်ကြုံတွေ့လာနိုင်တယ်။ဆယ်လပိုင်းမှာအလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ကိုယ့်ရဲ့မိသားစုဒီရေးကြောင့်ဒီလောက်ကိုအချိန်မပေးနိုင်တာမျိုးတွေနဲ့ပတ်သက်ပြီးဖြစ်တတ်တယ်။နောက်တစ်ခါကျွန်တော်၁၇လပိုင်းမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့ကိုဟိုလောက်ထားတဲ့ အလုပ်တွေအကျုံးမြတ်များစွာရရှိပြီးတော့အောင်မြင်မှုရရှိတဲ့အချိန်တွေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့နောက်နှစ်ဆန်းလပိုင်းမှာတိုင်ခင်ပါတော့တရင်းငွေသားသမီးတွေနဲ့ဒီကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့အခြေချတီဆောက်ခွင့်ရပြီးတော့လုပ်ငန်းဟာဟန်ချက်ညီညီသွားနေတဲ့အချိန်တွေအပိုင်းခြားတစ်ခုကိုရရှိလာမှာပဲဖြစ်ပါတယ်။ဒီလောက်ဆိုတရင်းငွေသားသမီးတွေခြေနဲ့မယ်လို့ပြောလဲပါတယ်ခင်ဗျ။